တရင်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့တရင် channel နေရာနေပြီးတော့ဒီကနေ့ April 4ရက်နေ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရခန့်အပ်ပါရရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးကို April 22ရက်မတိုင်မီစစ်ကောင်စီတန်း MNDA ပြန်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် MNDA က၎င်းသိမ်းပိုက်ထားတဲ့လာရှုမျိုးကိုယခုဧပြီ21ရက်နေ့မတိုင်မီစစ်ကောင်စီလက်ထက်သို့ပြန်လည်အနှံ့တော်မူဖြစ်ကြောင်း MNDA ရဲပါနေတဲ့မစ္စိမသတင်းရှင်မင်းရကယနေ့ဧပြီ4ရက်နေ့မှာအတည်ပြုပြောကြားလိုက်ပါတယ်။ထို့သောပြန်လည်လွှဲပြောင်းရေးလုပ်ရာတွင်လာရှုမျိုးပေါ်ရက်ကွက်12ခုကိုပြန်လည်ပေးရမှာဖြစ်ပြီးတော့ဘေးရရွာတွေမပါဘူး၊ရွာတွေမှာတော့တပ်ဖွဲ့တွေရှိနေမယ်လို့ MNDA သတင်းရှင်မင်းတရကပြောပါတယ်။လွှဲပြောင်းမှုလုပ်နေပါတယ်။ နောက်ဆက်တရနေ့မတိုင်မီအပြီးဆုံးမှာပါလို့လာရှုမျိုးရှိ MNDA သတင်းရှင်မြက်ကဆက်ပြီးတော့ပြောပါရယ်။ကနအူအားဖြင့်ယခုဧပြီလမကုန်မီစစ်ကောင်စီဘက်မှဌာနဆိုင်ရာအဖွဲ့ချုပ်မျိုးရီပြန်လည်ဝင်ရောက်နေရယူမီဖြစ်ပြီးစစ်ဘက်ဆိုင်ရာအဖွဲ့များမှထိုနောက်မှလိုက်ပါလာမည်ဟုသိရကြောင်းအခြားသောလာရှုပြန်လည်ထူထောင်ရေးတွင်ပါဝင်နေတဲ့ MNDA သတင်းရှင်မြက်တရက်ကလည်းအတည်ပြုပြောဆိုထားပါရယ်။ မရှုံးမှာ MNDA ဘက်ကစစ်ဦးစီးနဲ့တပ်ဖွဲ့ဝင်ရဲဌာနဆက်ဆံရေးယုံနေတော့ကြံခဲ့မယ်ပူရဲလောက်ကိုင်မယ်လို့သိရတယ်ဟု၎င်းသတင်းရှင်မြစ်ကပြောဆိုပါရယ်။ဒါပေမဲ့စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးပါကအုတ်ချုပ်မဲ့ပုံစံအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ လာရှုမြို့သို့စစ်ကောင်စီပြန်လည်ဝင်ရောက်လာပါကလာရှုမြို့တွင်တိုက်ပွဲအတွင်းလာရှုအကျဉ်းတော်မှလွန်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများ MNDA နဲ့ပူးပေါင်းပြီးတော့မြို့ပြန်လည်ထူထောင်ရေးတွင်ဝင်ရောက်လုပ်ကိုင်နေသည့်ဒေသခံများဤလုံခြုံရေးသည်လည်းစိုးရိမ်ရာမီအခြေအနေမှရှိနေပါတယ်။ထို့အတူစစ်ကောင်စီဘက်မှစစ်မှုရန်အင်အားစုဆောင်ခြင်းလည်းရှိလာမည်ဖြစ်သောကြောင့်ဒေသနေပြည်သူများအနေဖြင့်ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းအဆိုပါ MNDA သတင်းရှင်းလင်းကပြောဆိုပါရစေ။ လာရှုံမြို့ကို2029ဆစ်စင်ရဲ့အပိုင်းနဲ့ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းက MNDA ဦးဆောင်ပြီးပြည်သူ့ကော်မတီပူးပေါင်းတပ်ဖွဲ့များနဲ့ပါဝင်သောတော်လိုင်းပူးပေါင်းတပ်များကတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက် MNDA ကအုပ်ချုပ်ရေးလည်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းပြည်သူ့ပါနေရေးများပိုင်ဆိုင်မှုများလည်းများစွာပြည့်စည်ဆုံးရှုံးခဲ့ရပြီးတိုက်ပွဲအပြီးနှစ်တိုက်ပွဲလွန်ကာလများတွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံများထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။ မဆုပ်ပေးရင်လေးချောင်းတိုက်ခိုက်မှုလုပ်မယ်လို့စစ်ကောင်စီဘက်ကခြိမ်းခြောက်တယ်။စီးပွားရေးနဲ့ကုန်သွယ်ရေးပိတ်မယ်လို့တရုတ်ကဖိအားပေးတယ်။ဂျန်နက်ဖိအားတွေလည်းအများကြီးပဲလို့လာရှိုမျိုးရှိ MNDA သတင်းရှင်းမင်းကနေပြီးတော့ပြောဆိုထားပါတယ်။တရုတ်နိုင်ငံဘက်မှထိန်းသိမ်းထားသည့်ဟုသတင်းများထွက်ပေါ်နေသည့် MNDA ကောင်းဆောင်ဖုန်တာရှင်သည်လည်းဧပြီလ၂ရက်နေ့ကပြုလုပ်သည့်ငလင်အလုံးကုညီကဲစဲရမုံငွေလှူဒါန်းပွဲ၌လူမြင်ကွင်းသို့ပြန်လည်ပြီးတော့ထွက်ပေါ်လာခဲ့ပါသည်။နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ အာဂျင်တီးနားတရားရုံးကမင်းအောင်လှိုင်ကိုအလို့ရှိနေသည့်ဖန်ဝရံကိုနိုင်ငံတကာရှယ်တက်ဖွဲ့အင်တာပိုထံသို့ပေးပို့ဘင်စတန်နိုင်ငံများအနေဖြင့်ဖန်ဝရံကိုလေးစားလိုက်နာပေးရန်ဘရောက်ကတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ဂျူးလွန်နဲ့ဆင်ရဆွေးမှုများဂျူးလွန်ထားတဲ့အကြမ်းမတ်မင်းအောင်လှိုင်ကိုအလို့ရှိနေတဲ့ဖန်ဝရံကိုအာဂျင်တီးနားတရားရုံးက နိုင်ငံတကာရဲတပ်ဖွဲ့အင်နာဘိုထံသို့ပေးပို့ထားပြီးဖြစ်ကြောင်း Burmese Rohingya Organization UK မှဦးထွန်းခင်ကပြောဆိုပါရယ်ဧပြီလ10ရက်နေ့တွင်အာဂျင်တီးနားတရားရုံးကမြောက်လိုင်းကိုဖမ်းဆီးရန်ထုတ်ထားသည့်ဖော်ရံကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်နာဘိုထံသို့ပေးပို့ခဲ့ခြင်းဖြစ်ပြီးအင်နာဘိုအဖွဲ့ဝင်နိုင်ငံများအနေဖြင့်မြောက်လိုင်းကိုတွေ့ရှိပါကဖမ်းဆီးပေးရန်မြစ်တာရက်ခံထားကြောင်းလက်တလုံးမြောက်လိုင်းကဘန်ကောက်မြို့တွင်ဘင်းစတပ်အစည်းအဝေးတက်ရောက်ရန်ရောက်ရှိနေကြောင်းသိရပါရယ် ဘစ်စတာအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လှိုင်လိုဆေးရဆွတ်တရားခံပြေးနဲ့အတူတူမထိုင်သင့်ဘူးသူ့ကိုတရားဝင်အသိမှတ်ပြုတာမျိုးမလုပ်သင့်ဘူးအရိစာသူ့ကိုထောင်ထဲပို့တင်တာပါဘစ်စတာအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လှိုင်ပေါ်ထုတ်ထားတဲ့နိုင်ငံတကာဖမ်းဝရမ်းကိုလေးစားလိုက်နာတင်ပါတယ်မြန်မာပြည်သူတွေကမင်းအောင်လှိုင်ကြောင့်အင်မတန်မှဆိုးရွားတဲ့ငရဲတွေကိုကြောက်ရွံ့နေပါတယ်လို့ဦးထွန်းခင်ကပြောဆိုပါတယ် ဒါရလောမြောင်းလိုင်းနေဖြင့်ထိုင်းနိုင်ငံအတွင်ရရှိနေပေမယ့်နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းရဲ့တပ်ဖွဲ့ကမြောင်းလိုင်းကိုဖမ်းဆီးပေးမယ့်အခြေအနေမရှိကြောင်းထိုင်းရောက်မြန်မာတို့ကပြောဆိုပါရယ် ထိုင်းရဲတပ်ဖွဲ့ကမြောက်လိုင်းကိုဖမ်းဖို့နေနေကြတာအစည်းအဝေးလုံးမဲ့ရှန်ဂီလာဟိုတယ်နားမှာတော့မှရေရော်ထိုင်းနှုံကြုံရီရောအထက်လိုက်အပြုံလိုက်ပဲဖမ်းပေးဖို့နေနေကြတာကိုရီတောင်ကတ်လို့မရဘူးလုံကြုံရီကိုအထူးစပယ်ရှယ်ပေးထားတယ်သက်စင်ရဲ့သမီးကထိုင်းဝင်ကြီးချုပ်ပဲလေသက်စင်နဲ့မြောက်လိုင်းကအင်မတန်မှရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ခဲ့တယ်ဆိုတော့သူသမီးလက်ထက်မှာမြောက်လိုင်းကိုတကူတက်ကဖိတ်ကြားလူရသွင်းတာကအကျိုးစီးပွားအတွက်ပဲလို့မြောက်လိုင်းကိုဆန္ဒပြရန်အတွက်ဘန်ကောက်ရှန်ဂီလာဟိုတယ်အနီးသို့တွားရောက်ခဲ့တဲ့ထိုင်းရောက်မြန်မာတို့ကပြောဆိုပါတယ် ဘင်စတက်အဖွဲ့ဝင်နိုင်ငံများတွင်အိန္ဒိယ၊သီရိလင်က၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါ်နှင့်ထိုင်းနိုင်ငံတို့ပါဝင်ပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်လောက်ကပ်ပြီးနောက်ဒေသလေးကူတွင်မြေကျွန်းပေါင်းများဖြစ်ပေါ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့နီကိုဗဟုပြုသည့်အင်အားကြီးငလင်လောက်ကပ်ပြီးနောက်မြန်မာနိုင်ငံတွင်ကရင်နီ၊ကရင်၊အေယာဝတီနှင့်ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင်တို့တွင်မြေကျွမှုများဖြစ်ပွားပြီးမြေကျွမှုများဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံမှသိရပါသည် မလာ28ရက်နေ့မိုးလယ်12:50မိနစ်ချိန်ကပီယာရစ်စတာစ်ကေ9.9ဖြင့်ငလင်လောက်ခတ်ပြီးနောက်ကီနီပြည်ဒီမော့ဆူမျိုးနဲ့အနောက်ဘက်ခြမ်းကီနီပြည်နဲ့ကော့ဂရိတ်မျိုးနဲ့လမ်းဖန်းရွာခြေခန်း၆နေသည့်အေယာဝရင်မြေမြေမျက်နှာပြင်တနေရာနှင့်မဲဟောင်ဆောင်ခရိုင်ခုံရံမျိုးနဲ့ဗန်မဲဆူရင်ရွာရှိဥယျံချံများတွင် မြေကျုံပင်ပုံစံတူမြေကျုံပေါက်များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည် ဘလို့ဖြစ်လဲတော့မသိဘူးငလင်းလောက်ပြီးတော့ဖြစ်လာတာပဲအခုလဲဆက်ပြီးတော့ပြုံနေတော့မဲ့လို့ကြားတယ်တွင်းဝါကစပြိုတော့တရာလောက်ပဲရှိတယ်အခုဘေးရမြေကြီးတွေဆက်ပြီးတော့ပြုံနေတော့မဲ့တွင်းစီရတစ်ခုနဲ့တွင်းတရာနှစ်ခုဖြစ်သွားတာပါလို့ကော့ဂရိတ်မျိုးကန်တူကပြောပါတယ်မြေကျွန်းမများသည့်မြေပြင်နေသားမကပင်လယ်သမုဒ္ဒရာမြေမျက်နှာပြင်များတွင်လည်းဖြစ်ပေါ်နိုင်ပြီးတော့အဆိုပါမြေကျွန်းပေါက်များကြောင့်အနီးနားရှိအခြေခံအဆောက်အအုံများတစ်စိတ်တစ်ပိုင်းသို့မဟုတ်ပြိုကျပျက်စီးနိုင်ကြောင်းနှင့် ဒေတာတွင်မြေမျက်နှာသွင်းပြင်ပြောင်းလဲပြီးရေမျက်နှာပြင်အောင်ရေစီချောင်းပြောင်းလဲခြင်းများဖြစ်ပွားနိုင်ကြောင်း UN ရဲ့အာကာသပြင်ပရေအရုံ UN Office for Outer Space Affairs ကသတိပေးထားပါတယ်။မလ28ရက်နေ့ကလောက်ကတဲ့ငလင်းအောင်မန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာဆိုးရွားစွာခံစားခဲ့ရပါတယ်။ လူရည်သိန်း80ကျော်ဘေးဒုက္ခကြုံတွေ့ခဲ့ပြီးတော့အကူအညီများလိုအပ်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလတနေ့မှာထုတ်ပြန်ထားပြီးသလိုငလင်ဘေးတန်သင့်ဒေသများတွင်အမိုးကရှည်တန်းတဲ့ဆေးဝါးများရှားပါးပြက်လက်နေကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကတတိပေးထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးဥပိုးထောင်တွင်ငလင်တန်းကြောင့်ထိခိုက်တံရရရှိထားသောအကျဉ်းသားအကျဉ်းသူများစေကူသားအခွင့်ပိတ်ပင်ခံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးဥပိုလ်အကျဉ်းထောင်တွင်မလ28ရက်နေ့လှုပ်ကပ်ခဲ့တဲ့ငလင်တန်းကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဉ်းသားအကျဉ်းသူများကို စစ်ကောင်စီကစေကူသားခွင့်ကန့်သတ်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောကြားပါရယ်မလာ၂၈ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်အမျိုးသားတအူးနဲ့အမျိုးသမီးနှူးပါဝင်စုစုပေါင်း၄ဦးသေဆုံးခဲ့ကြောင်း ငလင်းဆောင်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာကြောင့်စိုးရိမ်ရသူ၉ဦးရှိပြီးတော့ဆေးရုံတည်ရန်လိုအပ်သူ၄၀ကျော်ရှိကြောင်း PPN ထံမှနေပြီးတော့သိရပါဗျ။ အကျဉ်းထောင်ထဲမှာဆရာဝန်အင်အားကနှောင်းနဲ့တုံးချောင်းမှပဲပြန်များရှိတယ်။ငလေလလိုက်တဲ့အခါမှာထိခိုက်တန်ရာရတဲ့အရေအတွက်ကများပြီးတော့ငခုမူလဖျားနာရှိတဲ့အခါမှာတော့တချို့ဥကောင်းလက်ချေထိခိုက်တန်ရာပြင်းပြင်းထန်ထန်ရတဲ့လူတွေကအရေးပေါ်ဇေဝါကုသဖို့လိုအပ်တဲ့အခြေအနေမျိုးတွေရှိတယ်။ပြင်ပစေယုံတွေမှာကုသခွင့်ရဖို့တင်ပြကြတဲ့အခါမှာခွင့်ပြုချက်မရစဘူးလို့ဦးတိုက်ထွန်းကပြောပါရယ်။ငလင်းကြောင့်ထိခိုက်တန်ရာရရှိသူများမှာအကျဉ်းထောင်တွင်ကုသရန်မလွယ်ကူ၍ပြင်ပဆေးရုံသို့ပို့ဆောင်ရန်လိုအပ်လျက်ရှိပေမဲ့ကုသခွင့်မရကြောင်း ယနေ့ချိန်ထိစေကူသားခွင့်ကန့်သက်ထားသူများစွာရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူများမှာမိသားစုဝင်များနဲ့ဆက်သွယ်တွေ့ဆုံခွင့်မရသည့်အခြေအနေများလည်းရှင်ဆိုင်ကြုံတွေ့နေရကြောင်းလက်ရှိအကျဉ်းထောင်မှာစေဝါလိုအပ်ချက်များစွာရှိနေပြီးအရက်ပြန်ခွန်အနာကျက်စေရေးပတ်တီစတဲ့စေဝါပစ္စည်းများလိုအပ်လျက်ရှိနေကြောင်းသိရပါဗျာ မလာ၂၈ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်အမျိုးသမီးအဆောင်တင့်တဲ့နှစ်တုံးမှာစေဝါလိုအပ်ချက်များစွာရှိနေပြီးအရက်ပြန်ခွန်အနာကျက်စေရေးပတ်တီစားတဲ့စေဝါပစ္စည်းများလိုအပ်လျက်ရှိကြောင်းအမျိုးသမီးစေယုံအဆောင်များပြိုကျပျက်စီးခြင်းနဲ့တူအမျိုးသားအဆောင်အလုံယုံပါဝင်အဆောင်များနဲ့ကာယံထားသည့်အုပ်ယုံများပြိုကျခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအသိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ပြောင်းဝဲခေပင်ဆက်ပန်ပြူချောင်းမှုမှာပိမိနေသူတွေကိုကဲထုတ်ခြင်းမရှိပဲစစ်တပ်ကိုခေါ်၍ပတ်ဆက်များကိုသာဦးစားပေးထုတ်ယူခဲ့ခြင်းကြောင့်လူသေဆုံးမှုများပြားခဲ့ဟုနေနာသူမိသားစုတချို့ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြောင်းဝဲမြို့ KB ဇက်ပန်ပြူကြမှုမှာပိမိနေသူတွေကိုဦးစားပေးကဲတော်ခြင်းမရှိပဲဗန်တာဝန်ခံများကစစ်တပ်ကိုလုံခြုံရေးခေါ်၍ပတ်ဆက်များကိုတာယူဆောင်ခဲ့ခြင်းကြောင့်လူသေဆုံးမှုများပြားခဲ့သောနေနာသူမိသားစုဝင်တချို့နဲ့ဒေသပြည်သူများကပြောဆိုပါရယ် မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင့်ကလေးကြောင့်ပျော်ဝယ်မျိုးရှိ9ဓာတ်ဆောင် KBZ ဘဏ်မှာ3ဓာတ်ကမြေကြီးရဲကျုံဝင်သွားကြောင်းထို့သောမြေကြီးရဲကျုံဝင်မှုကြောင့်ဘဏ်ဝင်နှင်းဆက်တက်ဦးနဲ့ဘဏ်တွင်ငွေကြေးကိစ္စလာရောက်ဆောင်ရွက်သူပြည်သူ30ဦးကျော်ပိတ်မိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ထို့သောဗန်ပြိုကြားစဉ်တွင်ပြောဝဲ KB ဇက်ဘန်တာဝန်ခံတော်တင်းတင်းယူနှင့်လက်ထောက်တာဝန်ခံတော်ယူယူခင်တို့လွတ်မြောက်ခဲ့ပြီးအကြမ်းမတ်စစ်တပ်ကိုလုံခြုံရေးခေါ်ဆောင်ကဗန်မီကန်တတထားရှိတဲ့နေရာကိုမြေတူးဆက်များဖြင့်တူဖို့ပြီးတော့ငွေချင်းများကသာဦးစားပေးထုတ်ယူယူဆောင်ခဲ့ကြောင်းသိရှိရပါတယ်ပြောဝဲ KB ဇပ်ပံပြိုကျမှုတွင်ပြည်မိနေသူများထဲမှလူတချို့သာအသက်ရှင်လျက်ကဲထုံနိုင်ခဲ့ပြီးကျန်သူအလုံးသိဆုံးခဲ့ကြောင်းဒေသခံပြည်သူများနဲ့နေနာသူမိသားစုဝင်များထံမှသိရပါဗျ။ ထို့ပြင်ပိမိနေသူများကိုကယ်ဆယ်ရန်ဒေသပြည်သူများကတနိုင်သိန်း30ဖြင့်ငှားရရသောမြေတူးဆက်များဖြင့်ဝင်ရောက်ကယ်ထုတ်ရန်တောင်းဆိုခဲ့ပေမယ့်ဗန်တောင်ဝန်ကံကခွင့်မပြုခဲ့ကြောင်းအောက်ပန်းနဲ့မိတိလာမှလာတဲ့ကယ်ဆယ်သမားများကိုလည်းစစ်တပ်ကမောင်းထုတ်ခဲ့ကြောင်းသိရှိရပါသည်။ ငလင်းဆဆဆင်လှုပ်တဲ့ချိန်မှာဘန်ဒကားကအသေးပိတ်သွားတာအရောင်းကိုပိတ်မိနေတဲ့ customer တွေကဖွင့်ခိုင်းတာကိုဖွင့်မပေးလို့အကောင်လုံးပိတ်မိပြီးတော့တေကုန်တာဘန်အရှိဘက်ကနေကယ်ဆယ်လှုပ်တာမျိုးမဟုတ်ဘဲနဲ့ဘန်ကိုလာအပ်တဲ့ပတ်စံထားတဲ့မိကန်တတနာလေးကနေပြီးတော့အပေါက်ဖောင်းတာအဲ့လိုဖောက်တာဆိုတော့ customer ရဲ့ရုပ်လောင်းတွေကိုမတွေ့ဘဲနဲ့ပတ်စံထားတဲ့နေရာကိုပဲမြေတူးဆက်တွေနဲ့ထိုးချပြီးတွေ့တဲ့ပတ်စံတွေကိုပဲကောင်းလိုက်တွေ့တဲ့အလောင်းလောက်ပဲပြန်ပေးတာအလောင်းတွေကိုလည်းကြီးကွယ်မပေးဘဲနဲ့စုကိုတဲထုတ်တာကယ်ဆယ်သမားတွေကလည်းလာတယ်လာတော့လက်သက်မခံဘူး ။လက်နက်ကင်ထားတဲ့သူတွေကအကုန်လုံးကိုပြန်လှတ်တာ။ငလင်လုံးပြီးနောက်ရက်ကြီးကိုအသက်ရှင်နေသူတွေရှိတယ်။အကုန်လုံးကလည်းအတန်ပေးတယ်လူ၄၀ကျော်လောက်ရှိမယ်။အောက်ကနေဝိုင်းပြီးတော့អော်ပြီးတော့အတန်ပေးတယ်။အဲ့ဒါကိုကဲမဲကဲမဲဆိုပြီးတော့ပတ်စံတွေကိုပဲထုတ်ယူသွားတာလို့နင်းနာသူမိသားစုဝင်တူကပြောဆိုပါတယ်။ အဆိုပါပြည်ဝမျိုး KBZ ဖန်ပြိုကျတဲ့နေရာကိုမလ30ရက်နေ့မှာဘန်ပိုင်ရှင်အောင်ကိုဝင်ရောက်ရှိလာကြောင်း၎င်းရောက်ရှိလာပြီးနောက်ညနေပိုင်းတွင်စင်ကာပူနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့နှင့်မိသားများရောက်ရှိလာပြီးစစ်ဆေးမှုများပြုလုပ်စဉ်တွင်ပိတ်မိသူအလုံးအဆောင်ငတ်ခြင်းရှင်ငတ်ခြင်းသွေးလွန်ခြင်းနဲ့အောက်ဆီဂျင်ပြတ်လတ်ခြင်းတို့ကြောင့်တည်ဆုံသွားခဲ့တယ်လို့ပြောဆိုခဲ့ကြောင်းသိရှိရပါသည် 29ရက်နေ့ထိပိတ်မိနေတဲ့သူတွေရဲ့အတန်အကြာနေရာတော့မယ်။အရင်နှစ်မှလည်းကယ်ဆယ်ရေးတွေစတင်တာမဟုတ်သေးဘူး။ရဲနဲ့စစ်သားတွေကိုတော့လုံခြုံရေးရှုပြီးမှပတ်စံတွေကိုအရင်ထုတ်နေတော့မယ်။ပါရှင်အောက်ကဝင်းက30ရက်နေ့အလောင်းတွေအနှံ့ထွက်တော့မှရောက်လာပါတယ်။ရောက်လာတဲ့တိုင်အောင်လည်းကယ်ဆယ်ရေးအစီအစဉ်မဟုတ်သေးပါဘူး။ညနေပိုင်းစင်ကာပူကယ်ဆယ်ရေးနဲ့မိသက်တင်လာပြီးဆက်ကြည့်လိုက်တော့တိတ်မိနေသူအားလုံးကအစာငတ်ချိန်ငတ်သွေးလွန်အသက်ရှူမှုကဖြစ်ပြီးတော့တိတ်ဆုံးသွားတယ်လို့ပြောပါရတယ်။ ရမီရဖားတွေကမြေတူးဆက်တနားသိန်း30နဲ့နှစ်နားကြာငှားပေးပါမယ်ဆိုတာကိုအကဲမခံတာပါတကယ်ဆိုရင်ပေးမိနေတဲ့သူတွေကအသက်ရှင်နေပါလျက်နဲ့ဘန်တာဝန်ခံတွေကမှားယွင်းဆုံးဖြတ်လို့အသက်များစွာဆုံးရှုံးခဲ့ရတာပါလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်အရင်နောက်တရုတ်ကိုကြောက်ရပြန်ပြီဆိုတဲ့တော်လိုင်းပတ်တော်သားရဲ့ရှေးသားပေါ်ပြန်ထားမှုကိုတင်ဆက်ပေးပါမယ်။တရုတ်ကိုကြောက်ရပြန်ပြီ။စာဘူးကရှားရီအပြည့်ရက်ပေးချောင်းပြုံးစားကြီးကျညာတော့ပြည်သူတွေကဟဟဝိုင်းပေးကြတယ်။ ဇလန်ရဲ့အစားကငလင်ဘေးထုတ်ကားအတွက်ကူပိုးလာတဲ့တရုတ်တပ်စစ်နေရှင်တန်းကိုမြန်မာအစံမတ်စစ်တပ်ကတနက်နေ့ပြစ်ခဲ့တာမှန်ကန်ကြောင်းဇော်မဲလုံးကိုယ်တိုင်ပထမဆုံးချိန်ဝင်ခံလိုက်လို့ဒတိုင်းပြည်လုံးမယုံကြည်နိုင်ရကနေစရတယ်လို့ပြောရမယ်။ ဝင်းနေမီတယုံဆရာတော်ကြီးတို့ကလည်းလိန်လို့ကိုများတဲ့ဆုံးမလုံကြုံရေးအရာပြစ်ခတ်ခဲ့တာမှကန်ကြောင်းတိုင်းစစ်ဘုံမှုချုပ်တွေလညာခဲ့တယ်လို့ပြည်ရက်တွေပြစ်ခတ်တာမဟုတ်ပါကြောင်းဝန်ခံခဲ့ရသေးတယ်မဟုတ်လားအခုလည်းတရုတ်တယုံကိုအရိကိစားနဲ့ပတ်သက်ပြီးတာဝန်ရှိသူအစင်စင်ကိုအမြန်ဆုံးစုံစမ်းအရေးယူပေးသွားပါမယ်လို့ခရီးပေးခဲ့ရတယ်ဒါပြင်အဆွေရောင်းမျက်နှာကိုထောက်ချင်ပြီးထောင်ဝံကစေးအဖွဲ့ကိုလည်းဝင်ဝင်မပြုတ်ခဲ့ကြောင်းဖ ਾਇ ရပြီးတော့ရှင်းပြခဲ့ရသေးတယ်တဲ့။သို့တော့တာကောက နိုင်ငံမှာငလင်တီလအကြီးကျယ်ဖြစ်ပြီးတော်လိုင်းရင်အဖွဲ့တွေကရှက်ပေးနေတာတော့မင်းတို့စစ်တပ်ကဘာလို့အပြစ်ရမပေးနိုင်တာလဲလို့မေးရသေးတယ်။မြောက်လိုင်းကနေရနေကနေ20နှစ်နေထိယာယီအပြစ်ရကြောင့်စောက်ခွက်ပြောင်ပြောင်နဲ့ထုတ်ပြန်ပေးလိုက်ရရှာတယ်။အလူငွေလက်ခံတဲ့နေကတော့မရဘူးဆက်ချမယ်လို့သူ့ပါဇက်ကြီးနဲ့ကိုယ်တိုင်ပဲပြောခဲ့တာမလား။မေကွန်ထောက်ရရင်တရုတ်နယ်ကိုရကိုတော့နိုင်ငံတော်ရှုံးပိရဲ့ဖြစ်သတ်မှတ်ပေးခဲ့ရတဲ့မြောင်းလိုင်းကတရုတ်ကိုဘာလို့အကြောက်ကြီးကြောင်းနေရတာလဲ။ မလာ29ရက်နေ့ကမင်းအောင်လှိုင်ကျင်းပတဲ့တက်မတော်နေ့ကိုတရုတ်စစ်ဘက်အရာရှိတွေတကောင်တမီမှလာမတက်ခဲ့ကြဘူး။ဘာလို့လာမတက်တာလဲ။ အဲ့ဒီမတိုင်ခင်ရုရှားကနေမဟာလဒီနေ့ပြန်ရောက်မနက်ဖြန်တရုတ်အထူးကိုယ်စားလှယ်တင်းရှိချံကမှုကရုပေါက်ချလာတာကိုသတိထားမိကြမယ်လို့ထင်တယ်။နျူကလ িয়ার တယ်မဲကိစ္စတဝယ်ရှိနဲ့စိတ်ကန်ရုရှားကိုပေးမဲကိစ္စလုံခြုံရေးအရာရုရှားတပ်တွေဝင်လာမဲကိစ္စစားတဲ့အချက်သုံးချက်ကိုတရုတ်ကသဘောမချဘူးလို့ပြောခဲ့တယ်လို့သိရတယ်။တရုတ်သဘောမချခဲ့လို့လည်းကြားဖြန့်ခေါင်းစဉ်နဲ့ရှမ်းမြောက်ဒေသကြီးတစ်ခုလုံးလက်လွတ်သွားခဲ့ရပြီးအခုတစ်ခါထပ်ပြီးတော့တရုတ်ပြည်သူသမရနိုင်ငံရဲ့တည်ညက်ရင်းနဲ့လုံခြုံရေးအတွက်ဆိုပြီးခေါင်းစဉ်တက်လာရင်ဒါမှမဟုတ် မင်းတို့ရဲ့ငြိမ်းချမ်းရေးမှာငါမပါတော့လို့လှုပ်လိုက်ရင်ငလိမ့်လှုပ်လို့ဘွားပြက်နေတယ်မှာအာလာနဲ့စစ်တပ်ရဲ့အရှိေးကအင်မတန်ရှင်လေးစရာကောင်းသွားမှအမှန်ပဲဒါကြောင့်ငလိမ့်လှုပ်တဲ့နေ့ကခုံအောက်ကိုလေးဘက်ထောက်ပြီးဝင်ပုံးနေခဲ့ရရှာတယ်မှာအာလာကတရုတ်သားစိတ်တချက်ညှို့ညင်လိုက်ရင်ဝင်ပုံးစရာခုံအောင်ကျွန်တော်မှမဟုတ်ဘူးဆိုတာကိုသိလို့ချက်ချင်းဥထားပြီးကြင်ညာပေးလိုက်ရတာပါယာယီအပြစ်ရပေးပါမယ်တဲ့အော်သူပထွေးကိုကြတော့ကြောက်လိုက်တာအမိကိုတုံလို့ဆိုပြီးတော့ရှေးသားထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေ့ကြပါစေရှင်။